ားလုံးပဲမင်္ဂလာပါ UK Mastery ရဲ့ Facebook နဲ့ YouTube Channel ကနေជួសុបပါတယ် Champion B တက်တီအောင်လည်းမင်္ဂလာပါ England Premier League ကတကယ်ကို Champion League ဝင်ခွင့်တွက်အကျိတ်နဲ့ရှိနေတဲ့အချိန်ပေါ့လေဒါသူတို့တန်းဆင်းသွားတဲ့အသင်းတွေသိရပြီ Champion ဖြစ်တဲ့အသင်းတွေသိရတဲ့အချိန်မှာ Champion League ဝင်ခွင့် Europa League ဝင်ခွင့် Conference League ဝင်ခွင့်တွက်အကျိတ်နဲ့ဖြစ်နေစေဖြစ်တယ် ဒါပေမဲ့တခြားလိတွေပေါ့လေအင်္ဂလန်ပရီးမီယာလိဂ်ကိုတန်တက်ခွင့်ရမယ်ချန်ပီယံရှစ်တို့လီဝမ်တို့ရဲ့အခြေအနေကလည်းတော်တော်လေးအပြောင်းလဲပဲရာသီပိတ်နောက်ဆုံးပွဲကိုမနေ့ညကအပြီးကန်သွားတယ်။ဒါပေမဲ့နောက်ဆုံးပွဲစဉ်တွေကိုအပြီးသက်ကန်သွားတဲ့အချိန်မှာလီရှူနိုက်တက်နဲ့ဘန်လီကတော့တကယ်ကိုအမကန်ရာသီကိုအဆုံးသတ်သွားခဲ့တယ်။တကယ်ကိုမထင်မှတ်လောက်အောင်ချန်ပီယံရှစ်မှာအဆုံးသတ်ခဲ့ပြီးတော့မှအခုချန်ပီယံရှစ်ရဲ့ဖိုင်နယ်ရီဇတ်ကတော့တန်တက်ခွင့်ရတဲ့အသင်း၊ပလေးအော့ကစားခွင့်ရတဲ့အသင်းတွေနဲ့ ထွက်ပေါ်လာခဲ့ပြီးဖြစ်တယ်ဆိုတော့မင်းကြီးတို့က Championship League 1အကောင်လုံးရှိတဲ့ချိန်မှာနံပါတ်1နေနဲ့ EFL Championship မှာပြိုင်ပွဲဝင်အသင်း24တင်းရှိတယ်24သင်းမှာမနစ်ကတန်းဆင်းသွားတဲ့ Luton Town ကရာဒီပိတ်နောက်ဆုံးပွဲမှာလည်းသူတို့လည်းတန်းထက်ပြီးဆင်းသွားတယ် Luton Town ဆိုရင်ဒါမနစ်ကတော့ Premier League မှာ Robert Adu ရဲ့အသင်းကဒါ Canelo ကနေတန်းဆင်းသွားတယ်တန်းဆင်းသွားတဲ့အချိန်မှာ Championship ကိုရောက်သွားတယ် ချန်ပီယံရှစ်မှာပါသူတို့ back to back တန်းဆင်းတယ်တကယ်တော့ဒါသူတို့လူတန်တောင်းကဟိုးအောက်ကလီဝမ်ကနေချန်ပီယံရှစ်ကိုတိုက်ရိုက်တန်းတက်တယ်တိုက်ရိုက်ချန်ပီယံရှစ်ကနေပရီးမီယံလိဂ်ကိုတန်းတက်တယ်နှစ်နှစ်ဆက်တိုက်တန်းတက်လာတဲ့လူတန်တောင်းဟာနောက်ဆုံးပွဲမှာလည်းသူတို့တန်းဆင်းသွားတယ်ဆိုတော့လူတန်တောင်းအတွက်တော့တကယ့်ကိုစိတ်ပျက်စရာအခြေအနေမျိုးဖြစ်သွားတယ်အခုလောလောဆယ်အနေထားရကျွန်တော်စိတ်ဝင်စားတာက Michael Carrick ရဲ့ Midis Pro နဲ့ Front Lampard ရဲ့ Coventry ရဲ့ Playoff ပွဲရဲ့ Bristol City နဲ့ Preston North End ရဲ့ပွဲရဲ့ဒီပွဲတွေကအဓိကဖြစ်ပြီးတော့ Championship ရဲ့ crown ကိုရဖို့ကြိုးစားနေတဲ့ Plymouth နဲ့ Leeds United ရဲ့ပွဲ၊ Burnley နဲ့ Millwall ပွဲဒီ၅ပွဲလောက်ပဲအဓိကကျွန်တော်တို့တန်းစင်းစုံတွေကပွဲတော်တော်များများရှိတာပေါ့လေ။ Luton Town ကနောက်ဆုံးပွဲမှာသူတို့ West Brom နဲ့ကန်ရတယ်။ West Brom နဲ့ပွဲမှာ Luton Town ကတင်တမတ်ရရင်မျော်လင့်ချက်ရှိတယ်။တင်တမတ်ကသူတို့အတွက်အခွင့်အရေးရှိပေမဲ့ West Brom ကိုသူတို့အဝေးကွက်မှာ5-3နဲ့ရှုံးတဲ့အတွက်ကြောင့် လူတန်တောင်းကပရီးမီးယားလိကနေ back to back တန်းထတိုက်စင်တော့ခုလာမယ့်ရာသီမှာတို့လီဝမ်မှာကစားရမယ်တို့နဲ့အတူရာသီအစကအစောပိုင်းတော့မှဂိုင်ထားတဲ့ဝင်းဂရူနီရဲ့ဖလင်မော့ဝင်းမူနီကိုင်တော့ကဖလင်မော့ကဟိုးအောင်ဆုံးမှာရှိတယ်နောက်ဆုံးသူထွက်သွားတယ်တို့လည်းရီကာဗာမဖြစ်ဘဲနဲ့တန်းဆင်းသွားတယ်46မိနစ်ဖလင်မော့လည်းတန်းဆင်းသွားပြီးတော့ ရှာဒီပိတ်ခံနေနှစ်ပွဲလိုမှနီးပြထုတ်လိုက်တဲ့ Cardiff City ပေါ့လေဒီအသင်းကတော့ကုလလောဆယ်မှာ Aaron Ramsey ကိုကိုင်တွယ်ခွင့်ပေးထားတဲ့ယာယီနီးပြဖြစ်တဲ့ဒီအသင်းလေး54မှတ်နဲ့တန်းဆင်းသွားတယ်တန်းဆင်းသွားတဲ့၃နှင်းက Cardiff City Plymouth နဲ့ Luton Town ဖြစ်ပြီးတော့ Ha City ကတော့နောက်ဆုံးပွဲမှာဆက်ကြံခဲ့တယ်အထူးသဖြင့် Postmount နဲ့ကန်တဲ့ပွဲအဲ့ပွဲကသူတို့အတွက်ကန်ကောင်းသွားတာ Postmount ကိုသူတို့အဝေးခွင့်ကန်တယ် တရင်တမက်ရသွားတဲ့အချိန်မှာဟိုဘက်ကလူတန်တောင်းကဝက်စ်ဘရွန်ကိုရှုံးသွားတော့ဟာစီတီချန်ခဲ့တယ်ဆိုတော့ကျွန်တော်တို့ချန်ပီယံရှစ်ရဲ့ပလေးအော့ဖ်ကိုဝင်ခွင့်ရတဲ့၄နေရာကအဆင့်၃ရဲ့အဆင့်၄ရဲ့အဆင့်၅ရဲ့အဆင့်၆ရဲ့ဒီနေရာမှာထိပ်ဆုံး၂သိန်းကိုအရင်ဆုံးပြောမယ် list နဲ့ ban league ကပြီးခဲ့တဲ့တပတ်ကျော်တည်းကနှစ်သိန်းသလုံးကရမှတ်68မှတ်စီနဲ့ Premier League ကိုတိုက်ရိုက်တန်းတက်ခွင့်ရထားတယ်။ဆိုတော့ဒီနေရာမှာ list writer က68မှတ် ban league က68မှတ်နဲ့ championship crown ကိုဘယ်သူရမလဲကြည့်တဲ့အချိန်မှာ list က ဖလင်မော့နဲ့သူတို့အဝေးကွင်းမှာကန်ရတယ်ဖလင်မော့ကိုသူတို့အဝေးကွင်းသွားကန်တဲ့အချိန်မှာသူတို့ကတန်းဆင်းသွားတဲ့ဖလင်မော့ကိုနောက်ကျကိုနဲ့ဆော်လမွန်ရဲ့ဂိုးပေါ့လေဘရိုင်ယန်ကဆော်စီအုံကိုပေးထားခဲ့ပြီးတော့မှနွန်တိုက53မှာခြေတယ်63နဲ့မှာ မန္တာဆော်လမွန်ကလီးကိုအနိုင်ကိုတွင်းလိုက်တဲ့အတွက်ကြောင့်သူတို့ကနှစ်ကိုးတကိုးနဲ့နိုင်တော့ go different နဲ့ဘန်လီကိုကြော်ပြီးချန်ပီယံဖြစ်တယ်။ဘန်လီကတော့သူတို့ရဲ့အိမ်ပွဲမှာမီဝေါ်ကိုသူတို့အနိုင်ကလိုက်တယ်။တကယ်တမ်းကျတော့မီဝေါ်ကလည်းချန်ရှိတယ်။တကယ်လို့မီဝေါ်ကလည်းသူ့လိုသူ့လိုနိုင်ရင်ဘန်လီကိုနိုင်အောင်ကန်ရင်သူတို့လည်း69မှတ်နဲ့မျောလင့်ချက်ရှိပေမဲ့ဘန်လီကသူ့ရဲ့အိမ်ပွဲမှာစကော့ပါကာအသင်းက3ကိုးတကိုးနဲ့မီဝေါ်ကိုနိုင်လိုက်တယ်။ပိုဆိုတာကမီဝေါ်ကအစိုးရတဲ့တကိုးသွင်းထားပြီးတော့မှဇက်တိုက်3ကိုးပြန်ပေးရတော့ဘန်လီကရမှတ် တရား lease rider ကရမှတ်တရားဆို lease က46ပွဲမှာ29ပွဲ nice 73ပွဲတေး4ပွဲ show twin go 95ကို pay go 30 total golden front 65ကိုနဲ့ရမှတ်တရားနဲ့ championship ကနေ premier league ကိုပြီးခဲ့တဲ့တပတ်ကတွေကတိုက်ရိုက်တန်းတက်ခွင့်ရပြီးတော့ scope parker ရဲ့ ban league က46ပွဲမှာ28ပွဲ nice 16ပွဲတေး2ပွဲပဲ show နဲ့69ကိုတွင်းနဲ့46ပွဲမှာ pay go 16ကိုရှိတယ်46ပွဲမှာ pay go 16ကိုတော်တော်လေးကောင်းတဲ့မှတ်တမ်း ရမှတ်တရားရတယ်။ချန်ပီယံရှစ်ရဲ့ပလေးအော့ဖ်မှာရှက်ဖီးယူနိုက်တက်နဲ့ဆန်ဒါလန်ကအစိုးရတွေကတေးကြတယ်။ရှက်ဖီးကရမှတ်90ဆန်ဒါလန်က86တို့နှစ်ယောက်တေးကြတော့ကျန်တဲ့နေရာအတွက်ကိုဘရစ်ဆိုစီတီရဲ့ကိုဗစ်ထရီရဲ့ဘလက်ဘိုင်းရဲ့မီဝေါ်ရဲ့မစ်ဒက်စပေါ်ရဲ့ဝက်စ်ဘွန်ရဲ့ဒီ6တင်းလောက်ပြိုင်နေတဲ့ချိန်မှာနောက်ဆုံးပွဲမှာ front lampard ရဲ့ coventry နဲ့တစ်ဖက်က michael carry ရဲ့ middlesbrough ကန်တယ်ဟိုဘက်က bristol city က preston north နဲ့ကန်တယ် ဆိုအဲ့နေရာမှာကျွန်တော်တို့ black bank ကလည်းသူတို့ရဲ့ပွဲစဉ်ဖြစ် Sheffield United နဲ့ကန်တယ်ဆိုတော့တကယ်လို့ black bank ကသူ့ပွဲကိုအနိုင်ကန်လိုက်ရင်သူတို့68မှာရမယ် so everything are possible ဖြစ်တယ်ဒါပေမဲ့ black bank က Sheffield ကိုတကူးစီတည်ကြသွားတယ်သူတို့ဥဆောင်ကိုတွင်းထားပေမဲ့ Sheffield ကတည်ကြတော့ black bank က66နဲ့အဆင့်ခုန်ပဲရတယ်ဒီနေရာမှာ Bristol ကအိမ်ကွင်းမှာ2-2တည်ကြသွားတယ်သူတို့ကလည်း Preston နဲ့တည်ကြတော့သူတို့ကတမတ်ထက်ရတော့သူတို့က68နဲ့သူတို့ကဆေးဖြစ်ပြီးတော့ Middlesbrough နဲ့တစ်ဖက်က Coventry ပေါ့လေ front Lampard က Coventry နောက် Michael Carrick က Middlesbrough Lampard စကိုင်တဲ့အချိန် Coventry ကအဆင့်ဆက်ခွန်ပါအဲ့ကနေဇက်တိုက်ဇက်တိုက်ဇက်တိုက်ရလဒီကောင်းနေတဲ့ Lampard အသင်းကယာတီသိမ့်ပါ ါအစိတ်ငါးနဲ့တိန်းတယ်ပွဲ20နိုင်6ပွဲသေး16ပွဲရှုံးရမှတ်69နဲ့သူတို့ကအစိတ်ငါးနောက်ဘရစ်စတိုကအစိတ်6တော့ Michael Curry ရဲ့အတင်ကတော့ Middlesbrough ကခြံခဲ့တယ်ဆိုတော့အခု Sheffield United ရဲ့ Sunderland ရဲ့ Coventry နဲ့ Bristol City တို့အသီးသီးတွေ့ရမယ်ဒီနေရာမှာကျွန်တော်တို့ Championship မှာ Sheffield United နဲ့ Bristol City တွေ့မယ် Sunderland နဲ့ Coventry တွေ့မယ်အဲ့ Playoff ပေါ့လေလမ်ဘတ်က Derby အသင်းနဲ့အတူ Playoff Final ထိတက်ဖို့လေအဲ့တော့ကတော့ Final မှာ Aston Villa ကိုရှုံးနေခဲ့ဘူးလေ ဆိုတော့ဒါကအခု championship တစ်ချိန်တည်းမှာပဲ league one ပေါ့လေဒါ championship အောက်မှာ league one ရှိတယ် league one ကလည်းဒီတကောကိုစိတ်ဝင်စားစရာအခြေအနေမျိုးရှိပြီးတော့ဒီ EFL league one မှာ Birmingham City က record breaking ရမှတ်100ရှစ်မှတ်ရထားတော့သူတို့ကအလိုတယောက်တန်တက်ခွင့်ရထားပြီးတော့ Hollywood မင်းသားတစ်ယောက်ပိုင်ဆိုင်ထားတဲ့ Redshan ကလည်း89မှတ်နဲ့သူတို့လည်းတန်တက်သွားတယ်ဆိုတော့လာမယ့်ရာသီကို Birmingham City နဲ့ ရက်ရှန်တင်းတက်တယ်ရက်ရှန်ဆိုရင်ဟိုးအပျော်တန်းကလပ်ကနေ3လီဇက်တိုက်ကိုတက်တာအပျော်တန်းကလပ်အသင်းလေးကနန်ဒီကလပ်အသင်းလေးကနေဇက်တိုက်ဇက်တိုက်နဲ့3နှစ်ဇက်တိုက်တန်းတက်လို့သူတို့ချန်ပီယံရှစ်ကိုရောက်လာပြီနောက်ရသည်မှာတန်းတက်တယ်ဆိုရင်တော့သူတို့4နှစ်ဇက်တိုက်တန်းတက်ပြီးတော့ပရီးမီယာလိဂ်ကိုရောက်မဲ့အခွင့်အရေးရှိတယ်ဆိုတော့ဘာမင်ဂမ်စီးတီးနဲ့ရက်ရှန်ကတန်းတက်ပြီးတော့တန်းဆင်းသွားတဲ့အသင်းတွေက ခရိုလီရဲ့ Bristol Rovers ရဲ့ Cambridge United နဲ့ Shrewsbury Town တီတီတဆင်သွားတယ်။ Championship မှာတော့ဒါအခုလောလောဆယ်မှာ Leeds United ရဲ့တိုက်စင်မှု Joe ရဲ့ Pirro ဆိုတဲ့ကစားသမားပေါ့လေ။သူက16ဂိုးနဲ့အဂိုးအများဆုံးသွင်းပြီးတော့ Championship မှာဂိုးအများဆုံးရတယ်။ဆိုတော့အခု Sunderland နဲ့ Coventry, Sheffield United နဲ့ Bristol တို့၄သင်းတွေက လက်ကျန်တသင်းရာအတွက်ပရီးမီယာလိထပ်လို့ရမှာဖြစ်တယ်ဒီကူလောလောဆယ်နေထားရတော့ဘာပဲဖြစ်ဖြစ်လီးယူနိုက်တက်ကချန်ပီယံဘန်လီကဒုတိယရပြီးတော့ front lampard အတွက်တော့ premier league ကိုတက်ရောက်ခွင့်အတွက်မျော်လင့်ချက်ရှိတယ်။ sunderland တက်လည်းမဆိုးဘူးပြ။ sunderland တက်ရင် newcastle ရဲ့ derby ဖြစ်သွားမယ်။ bristol city ကတော့အဲ့လောက်ဒီမို့ coventry လည်းကျွန်တော်ဟိုးငယ်ငယ်တုန်းကတော့ coventry ကိုကျွန်တော်တို့တွေ့ပူးတယ်။နောက်ပိုင်းမှာမတွေ့တာကြာပြီ။ sheffield united ကတော့ကျွန်တော်တို့ တိတ်နဲ့မထူးရောက်ဒီတိတ်တက်လာလဲပြန်ဆင်းသွားမှာပဲတိတ်တော့ထူးကြဖြစ်အစ်စ်ပေါ့လေဒါကတော့ Championship League 1နဲ့ Premier League ကိုတန်တက်ဖို့ကြိုးပမ်းနေတဲ့နောက်ဆုံးအဆင့်အခြေအနေဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်